တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာအနီမန္တလေးရဲ့ဖုတ်ကောင်ကန်ကြီးမောင်နဲ့ဇောတိကာဆိုတဲ့ဝတ္ထုတို့ကို နားဆင်ရမှာဖြစ်ပါတယ်ကံကြီးမောင်တယောက်အာတုဘပို့စဉ်အာတုဘဇယအနီ တုတ်တန်နီကုတ်ကိုပင်ကြီးပင်စီပေါ်မှာကတ်နေသည့်ဖွကြီးတကောင်မြင်လိုက်သည်ဖြင့်တုတ်ချေတင်အိမ်တို့ပြန်ပြေးခဲ့ရင်အိမ်ကောင်းရင်ဝါးတရံမှာအစင်းနဲ့ထိုးထားသည့်ဓာတ်ောက်ကို အိမ်ရှိမျက်နာတည့်ရာ ရေကပြင်းမှာအမြန်သွေးနေပေသည် ရေကပြင်းကတစ်ပင်ရိပ်မရသည်ဖြင့်နေချစ်ချစ်တောက်ပူနေသည်ကန်ကြီးမောင်တကူလုံးရေချိုးထားသလိုချွေးထဲမှာရွှဲနေနေတော့သည်ချွေးသေးတွေတပေါက်ပေါက်ကျနေသည့် မျက်နာပေါ်ကတစ်ချက်ချင်းစီကျနေသည့်ချွေးတွေကိုမျက်နှာတုပ်ဘဝဝှက်ထားသည့်ပစိုးတို့ဖြင့်မတုံနိုင်လက်မောင်းပေါ်မျက်နာအက်ခါတုတ်လိုက်မိသည်ဖုတ်ကောင်းကြီးတက်ဖို့စိတ်သောဖြင့်ချုံမြနေသောဓာသွာအားချုံတက်ချုံမြည်တက်မြည်အောင်ဂယုဆိုင်တွေးနေသည်ကံကြီးမောင်ရဲ့ရှေ့တွင်ဖုတ်ကောင်းအယုတ်ရေးပြရင်အောင်လက်နှင့်ခြေဖြတ်ခြေနှင့်ကံကြောက်မြည်ဖြစ်ပေသည်အမုံကြီးမုံနေရှာသည် ဒီဖွတ်ကြောင်ကန်ကြီးမောင်ရဲ့မိဘနှစ်ပါးစလုံးငငယ်ရွယ်ရွယ်စီးပွားတက်ဆာတွင်တေဆုံးခြင်းဖြင့်ဘဝဏီကုန်းချုပ်စီခဲ့ရသည် အဖေဆုံးပြီးမကြမတင်သောကာလမှပင် အမေအဖေနောက်လိုက်သွားရရှာသည်နှစ်ယောက်စလုံးတိမ်ပါရိမ်ပါဖြစ်ရသည်မှာ ရှေ့စဉ်နောက်စဉ်ဖြစ်ရပေသည်ကန်ကြီးမောင်ဖွတ်ကောင်းမြင်တိုင်းစိတ်ပုံရိပ်ထဲမှာဒေါသလှိုင်းတွေဗလောင်စုဝေလာနေသည် အခုလဲဖွတ်ကောင်းကြီးကိုမြင်လိုက်ရသဖြင့် ကန်ကြီးမောင်မှာတချိန်ချင်းတဖိန်ဖိန်ဖြစ်နေပေသည်ကန်ကြီးမောင် လူပြီမရောက်မီဝမ်းထဲမှာအရင်အမကြီးရှိနေစဉ်မိခင်ဖခင်တို့တသိန်းထီစုကြီးပောက်ခဲ့ရသည်စပားတွေလည်းလှဲနှင့်ဩတိုက်ရခဲ့ပြီးစပကြီးစောင့်နိုင်ခဲ့သည်လဲပိုင်းရပိုင်းဖြစ်ခဲ့ရသည်ထရန်ကာဝကတ်တဏိမိုးအိမ်မှတမိုးပြင်ကာပြင်ငင်းနှစ်ဆောင်မြိုင်အိမ်ကြီးဖြင့်တင့်အောင်တင့်တယ်နေခဲ့ရရှာသည် ကံကြီးမောင်မိဖွားပြီးစီးပွားတွေလည်းတက်ခဲ့ရသည်ရွာဦးကျောင်းဆရာတော်ထံတွင်တဦးတည်းသောတာကလီအားအနှံပြီးကံကြီးမောင်ဟုနာမည်ပေးကင်မွန်းတက်နိုင်ခဲ့ပေသည်ကံကြီးမောင်ကိုဆရာတော်ဖျားမှာအသက်120ရှည်စေတ္တိဟုသောဇာတာပွဲချီးမြှင့်ခြင်းခံခဲ့ရှာသည် ကံကြီးမောင်၅နှစ်သားအရွယ်မှာသင်ကန်းနိုင်ပြီးဖြစ်၍သင်ကန်းစီ အလူကြီးပေးနိုင်ခဲ့သည်ကံကြီးမောင်ရဲ့မွေးရာချက်မြုပ် ရွာတရားလေရွာသာမကကြက်မင်းတွန်ဇရက်ဖြူရဲစုညောင်မြောက်ပင်နှင့်ကြောက်ဆယ်မြို့ပေါ်ရှိအတီကျွမ်းမိတ်ဆွေတို့ကို ဖေးကြပြီးဝတ်သားဗလာပဲကြီးဟင်းညိုတရက်ချင်းဖြင့်ဧကန်နိုင်ခဲ့သည်အလှဝက်လက်ရာတွင်လဲရွာဦးနှစ်စင်သာမကမြို့ပေါ်ရှိအထက်ဆဲတော်သခင်မကြီး အောက်ဆဲတော်သခင်မလေးနကွန်းတီအောင်စင်မြင်းချမ်းရံကအလှဝက်လှဲ့နိုင်သည်ထီ ရွာထဲမှာမြည်သူဥမြမပြုတ်လုံနိုင်သောအလူကိုထမင်းရီချောင်းစီလှူနိုင်ခဲ့ပေသည်။ကန်ကြီးမောင်ရွာဖုံးကြီးသည်မူလာတန်းကလေးတန်းအောင်ခဲ့စဉ်ကြောက်စဲအထကတက်မှငါးတန်းတက်ဖို့ကြောင်းပြောင်းခဲ့ရသည်။ကျောင်းနှင့်အိမ်နီးပေမဲ့ဇော်ကြီးမြစ်ချနေသောကြောင့်ကျောင်းနှင့်အိမ်ခီးတွင် ရန်စူးကုန်းရက်မြောက်ပိုင်းကျိုးတရာခြေရင်းရှိအိမ်ချမ်းမြေကို အပြီးဝဲပြီးတိုက်ဆောင်နေခဲ့ကြပေသည်။ တရားလေရွာရှိအိမ်နှစ်ချံကိုလေရွာဦးဆရာတော်ဖះရှိမှောက်မှာပင် ရွာလူကြီးများထံရွာပုံမြေဖြစ်ရေဆက်ချလှူပြီးဇရက်တစောင်ဆောက်လှူပေးခဲ့သည်တရားလေရွာသူရွာသားတို့မှလည်းရက်ရေးရွာရေးကိစ္စကြီးငယ်မြို့ထဲသွားဖို့ရန်အကြောင်းဖန်လာရင်ရေခမ်းနေသောဇော်ကြီးမြစ်တဲတောင်မြင့်ကိုဖျက်တမ်းသွားရပေသည်ဝါသူဝါကောင် အထက်ဖက်မိုးရွာရင်ဇော်ကြီးမြစ်ရေရှမ်းတက်နေသည် ောင်ကြဟုံးရီတွေဒလဟောစီစဉ်တတ်သဖြင့်လှေနှစ်လဲကူးလို့မရကြအောင် ဖြစ်ကြရာရှာသည်အသည့်ဝဲယူပြီးဖြစ်သောအင်ချံမြေကို တိုက်ဆောင်နေနိုင်ခဲ့ကြသည်ဖြင့်ကြောက်စဲတရက်ဥသို့ပြေးဆွဲသည်လူစည်းရင်ချက်ပလက်ခေါင်းတို့စီဝဲပစ်ခဲ့ပေသည်ကံကြီးမောင်မှ၆တန်းရောက်ပြီးဖြစ်သည်ဖြင့်ငဲရှာသည်သည်ဖြင့်ကမမောင်ရာကံကြီးမောင်ဖခင်မှလည်းကားမောင်တင်နေစဉ်ဖြစ်သည်ဖြင့်ဒရိုက်ဘာငှားပြီးမောင်းစေသည် တခုသောဝါကောင်လာကြီးမှာဇောကြီးဟုံးရီတွေ ကြလာသဖြင့်ဟုံးရီနှင့်အတူတစ်တုံးတစ်ခတ်ဒိုက်အမိုက်တို့နှင့်တခါတည်းမျောပါလာသည့်ဖွတ်ကြီးတကောင်ဘဲပုံပင်နီးကန်ကြီးမောင်တို့တက်ခေါမိုးပေါ်ရောက်လာသည်မသိရ နနက်ဝီလီဝီလင်းကားလာထုတ်သည့်စပယ်ယာဒရိုင်ဘာတို့အဖေကိုပြောရာအဖေနှင့်အတူတိုက်ခေါမိုးပေါ်တက်နေသည့်ဖွတ်ကြီးကိုမောင်းချကြသည်ဖုတ်ကောင်ကြီးမှာတောင်ပြေးမြောက်ပြေးဖြစ်နေသည် နောက်ဆုံးကြံရမရဖြစ်ပြီးအောက်သို့ခုန်ချရာ အဖေတို့ကားဆရာတို့လက်ချက်ဖြင့်ဇီဝိန်ချွေခြင်းခံလိုက်ရပေသည်မရွာသဘူးထိုတညကတဲတဲမဲမဲညတိုင်းလိုလိုမိုးရွာနေသည်ဒရိုင်ဘာမှမိုးမီပြီးအပြင်းဖြားနေသဖြင့်ကံကြီးရဲ့အဖေကိုယ်တိုင် ကားမောင်းခဲ့ရလေသည်ကားလမ်းမှာဘွက်ပေါက်နေသည်အဖေမှာကြွညွန့်ချင်းချင်းမောင်းနိုင်ခြင်းမရှိသေးသဖြင့်အဖေက ခီးတယ်မတင်ကိုယ်တိုင်ပဲစိမ့်သာဥများသာ ပွဲယုံပို့ရန်မောင်းပို့ပေးခြင်းဖြစ်သည် ဖြစ်ခြင်းတော့ပန်းလောင်မြကူးတရာအစဉ်ကြောက်ထဲချော်ကြသဖြင့်စပယံမှာကြောက်ကြောက်လက်လန့်ဖြင့်ကားပေါ်မှခုန်ချရာခြေလက်ကျိုးသွားသဖြင့်ကြောက်ဆဲဆေးယုံတင်လိုက်ရသည်စေဘူကုံကြစည်းိတ်နှင့်နစ်နာကြီးဖြင့်ရောကြီးငွေတွေလည်းပေးလိုက်ရပေသည်အဖေမှာနေရာမှာပင် ပွဲချင်းပြီးရှာတော့သည်ခီးသည်မပါကိုပိုင်ပဲစိမ့်သာဥတွေဖြစ်လို့တော်ပေသည်ပဲစိမ့်သာဥတွေလည်း ရေတဲ့မျောလိုမျောပျက်စီးပျောက်ဆုံးရသည်နှုတ်မဆိုးရော်လို့ဆုံးတော့မည်မထင်မီကံကြီးမောင်ရဲ့အမေလဲခင်မုန်းစိတ်စီးပွားပြတ်သောတောကကြောင့်အိယာဘောဘုံဘုံကြရာကခင်မုန်းတဲ့နောက်နှင့်မချားပဲလိုက်သွားတော့သည်အဖေနှင့်အမေရှေ့စဉ်နောက်စဉ်ဆိုသလိုဘဝတစ်ပါးပြောင်းရွှေ့သွားသဖြင့်ကံကြီးမောင်တယောက်မြောက်တဲ့ကိုင်းလွတ်တယ်လို့တွေ့ရမဲ့ခဲ့ရပြီးကြောင်းထွက်လိုက်ရပြီးတော့သည် ကန်ကြီးမောင်လဲခိုကိုရမယ်တကောင်ကျွက်တမျက်နှာဖြစ်နေသဖြင့်ရွာเจ้าမှာခိုကက်နေရပြီတော့သည်တိုက်ခေါမော်ဖွတ်တက်သည်မှစ၍ကန်ကြီးမောင်တို့မိသားစုလဲကစင့်ကလေးအားဖြစ်ရရှာသည်မိဘနှစ်ပါးဆုံးကားဆုံးလဲမြေဆုံးလဲမဲ့ဘဝဖုန်ကြီးเจ้าသားကပ်ပိယဖြစ်ခါတောင်တင်ရေမရဖြစ်ခဲ့ရသည်ငယ်ကြီးသားเจ้าနေဘက်မခင်မြကြီးနှင့်အเจ้าပါက ရောက်ခမအိမ်ပေါ်ကပ် မိခိုးသူဖြစ်ခဲ့ရရှာသည်ကံကြီးမောင်လဲအရင်ကံကြီးမောင်မဟုတ်တော့ဖုတ်ကောင်ဖြစ်မှန်းမသိဖြစ်ခဲ့ရပေသည်ဖုတ်ကောင်ကမှဇောတိကအခေါ်ခံရသေးသည်ကံကြီးမောင်ကိုတရွာလုံးလူလူကဖုတ်ကောင်ဟုခေါ်နေကြတော့သည်ကံကြီးမောင်ခမာအာကုတိုတွေတခုပြီးတခုဝင်နေပေတော့သည်ကံဆိုးကြုံနေသည့်ကံကြီးမောင်တယောက်အခုလဲရောက်ခမကနှင်းချခြင်းခံရသောကြောင့်သူ့မိဘတွေရှိစဉ် ိမ်မာတောက်တူမေရခိုင်းခဲ့သော လူပြိုကြီးကိုရင်လူတို့တွတ်ပြီးအဖီတဲမှာကဲ့ရဲ့နေခဲ့ရရှာသည်မှာယနေ့တိုင်ဖြစ်သည်ကံကြီးမောင်နဲ့ရာပြည့်တော်နှူးသာနေဘူးလဲမှာခြေလန်းကျဲကျဲလှမ်းကတုတ်တန်စီတို့အပြေးလွာလာခဲ့ကြသည်တုတ်တန်မှာဇီရောချောင်းတစ်ဖက်မှာရှိနေခြင်းညောင်တရားပေါ်မှာမဖြတ်ပဲနှစ်ဦးသာချောင်းထဲမှာဖြတ်ခဲ့ကြသည်ຫນွေလဖြစ်သည်ဖြင့်ချောင်းထဲမှာရေရင်ကောင်းလောက်ထိမြင့်တက်နေပေသည် ဇီရောချောင်းမှာဇော်ကြည်မြင့်လက်ရက်ဖြစ်သည်လဲတွေရည်သွင်းငိမ့်ဖြစ်၍ရေတွေလွတ်ထားသည်မြ мян ရောက်ချင်းလွန်းလို့သာချောင်းထဲဖြတ်လာခြင်းဖြစ်သည်စောစောတုန်းကတွေ့မြင်ခဲ့ကြရသောဂူဟောင်းတွေကြားမှာထီထီကြီးတပင်ထဲပေါက်နေသော ကုတ်ကိုပင်ကြီးဘော်ကဖုတ်ကြည့်လဲမမြင်ရတော့ပေတစ်ဖက်ကရွက်စိမ့်တွေပြည့်လျက်ရှိပြီးကြံတစ်ဖက်ကရွက်ချောက်တွေနဲ့ဖြစ်နေသောကုတ်ကိုပင်ကြီးကိုနှစ်ဦးသားအပြင်းအမြန်အလန်းလန်း ဖွကြီးကိုရှာဖွေတော်လဲမတွေ့ရတော့ဘီတော်ယုံတန်ယုံလက်လျှော်ခြင်းမရှိသောကံကြီးမောင်မှာ အုတ်ဂူအကြိုချားအနှံရှာဖွေနေမိသည်နောက်ဆုံးခေါင်းထဲဝင်လာသောအတွေးဖြင့်ခြတောင်မှုရှိလို့ရှိညာမျက်စီကစားကြည့်မိနေတော်သည်အမှန်မှာခြကောင်တွေသည်ဖွတ်တွေဤအစာပင်ဖြစ်ပေသည်ဖွတ်ကောင်တွေကသူတို့အစာဖြစ်သောခြကောင်တွေရှိရာနေတတ်ကြသည်ဒါကိုလိလထားသော ကံကြီးမောင်က ချတောင်မှုတွေ့လို့တွေ့ညာတဲကြီးမဲကြီးရှာနေခြင်းဖြစ်သည်ဖုတ်ကောင်ကြီးကိုလည်းအသေးချာကြည့်ထားလိုက်ရာဖွတ်မကြီးဖြစ်ပြီးမကြမီအကောင်ပေါက်တွေမွေးတော်မီကိုကံကြီးမောင်တီထားသဖြင့်ချတောင်မှုကိုမတွေ့တွေ့အောင် ရှာနေခြင်းဖြစ်ပေသည်ဝိချင်းရှိမီထင်သောနေရာအားနှစ်ယောက်စလုံးပိုက်စိတ်တိုင်ရှာနေကြပေသည်ချတောင်မှုနှင့်မနီးမွေးမှာဖုတ်ကြီးဝတ်နေမီကိုအတက်တိနေသဖြင့်ရှာနေခြင်းဖြစ်သည်ဖုတ်တော်တလိမှာ ချတောင်မို့နဲ့မနီးမဝေးအနားမှာဝတ်တက်ဥတက်ကြသည်တုတ်တန်စီရဲ့မြောက်ဖက် ကုတ်ကိုပင်ကြီးနဲ့မနီးမဝေးပွန်းနှချုံတွေကြားတွင်ချတောင်မို့ကြီးမြင်တွေ့လိုက်ရသဖြင့်ကံကြီးမောင်တရိကြီးစွာထားက မြေပေါ်မှာဝတ်တွားသွားလိုက်ရပြီသည်ဂူဟောင်းတုတ်တန်ကျင်းဟောင်းလူရိုးတွေကိုမမှုနိုင်မယွန်ရှာနိုင်ကြောက်လန့်ခြင်းမရှိဝမ်းသာအားရဖြစ်နေရှာသည် ဖုတ်ကိုတက်ခြင်းသောစိတ်ဖုတ်ရှိကပြေးနေသည် ရှေ့နပေသားသားတွင်ဖွမကြီးမွေးဖို့ဥဖို့ဝင့်နေသည်ရာပြည့်ကိုအตาနေမလှုပ်ရန်သတိပေးလိုက်သည်ဖွမကြီးမှာရန်သူလာပြီးတည်နေသဖြင့်သတိကြီးစွာထားနေရှာသည် အမတ်မထင်သောနေရာက ရန်သူတွေလာဝိုင်းခြင်းကို ရုတ်တရက်ခံလိုက်ရရှာသည်အံ့အားသင့်ပြူးပြူးကြောင်ကြောင်ကံကြီးမောင်တို့အားကြောင်ကြည့်ပြီးပြေးပေါက်ရှာနေပေသည်ဖွမကြီးမှာတွင်းဝကသာခေါင်းပြူကြည့်နိုင်ရှာသည် အမိပိုင်းမှာဝတ်ကျင်းအတွက်တွင်းထားသဖြင့်လောလောဆယ်ထမပြေးနိုင်မီဖွတ်မကြီးတွေ့ဝေနေခြင်းဖြစ်သဖြင့်ကံကြီးမောင်လက်ဥမှုရယူနိုင်လိုက်ပြီသည်ကျင်သားရနေပြီဖြစ်သောလက်ကမှန်းဆမှုမှန်မှန်ဖြင့်အသင်ဖြစ်နေသောဓာဖြင့်ပြစ်ပေါက်လိုက်ရာဒုက္ခနဲ့မြည်ပြီးဖွတ်မကြီးခေါင်းသာမကမြေသို့စိုက်ဝင်သွားပြီသည်ဖွတ်ကြီးအားတွေ့ရာဂူကြိုးအုံနီခဲဖြင့်ခေါင်းကိုထုရာဖွတ်ကြီးသွေးစိမ့်ရှင်ရှင်ပန်းထွက်ပြီး ပွဲချင်းပြီးသွားတော်သည်ထုတ်ကောင်တို့တဘာဝဥယံမြေကြီးကိုတကိုရီအတူးရက်ပြီးအမီးမှနေပြီတဖြည်းဖြည်းနောက်သို့ပြန်ဆုပ်ကျင်းဝတ်လေရှိပေသည်ဥကောင်းကိုရန်သူကြည့်ရန်အစာဖမ်းရအတွက်မြေပေါ်မှာခြံငါဝတ်တက်ပေသည်ဖို့မတို့ဤအလေထမှာကျမတို့လိုမဟုတ်မဥခင်ကဥချင်းရှာတတ်သည်ကျမတွေကဥပေးတတ်သည်ဝတ်ပေးတတ်ကြပေသည် ဖွမမမဥခင်ကပင်ကြိုတင်ဥချင်းရှားတတ်ကြသလိုပုတ်တင်ညိုအိမ်မြောင်တို့လည်းဥတွေဥပြီးပြစ်ထားတတ်ကြသည် ဖုတ်ကောင်ပေါက်စလေးတို့မှာဥကောမပေါက်ထွက်လာလာချင်း ချကောင်ကလေးတွေကိုအစာဖြစ်စားတောက်တတ်သည်ဖွမတွေချတောင်ဖို့အနီးမှာသာတားမွေတတ်ကြသည်ဒါကြောင့်ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာအမြဲတမ်းချကောင်တွေကပ်ပါလာတတ်ကြသည်ဖွမတို့တဘာဝမှာဥတွေဥပေးရန်မသေးမချင်း ဥကျင်ဟောင်းမှသာဥပေးတတ်ပေသည်အခြားအတိုက်တဲ့ဥကျင်အတဲ့မရှာတဲ့အတိုက်မပြောင်းမဲတဘဝလုံးဝကျင်ဟောင်းပေါ်မှာဝတ်တက်ကြသည်ဖုတ်ဥရှာဖွေသည့်မုတ်ဆိုးတို့ကနှစ်စဉ်ဖွမကြီးဥတက်ကြသည့်ဥကျင်ဟောင်းကိုဖျက်ဆီးမသွားကြခွေးဝတ်စိတ်တို့တွေ့ရင်ဝကျင်ပျက်စီးတတ်ကြသဖြင့်ဖွမကြီးခမားဥကျင်ထက်ရှားကြတတ်ပြန်သည်မုတ်ဆိုးတို့ကဥယူရန်ဖုတ်ဝတ်ခြင်းကိုမှတ်သားထားတတ်ကြသည် ဖုတ်ဥကျင်းတွင် အရောက်လာကဝတ်ကျင်း၌နေကြဖြစ်သည်ဖုတ်ဥလိတ်သည်ကျွဲနိုကေအောဂါဟိခာရာပြည့်တရာအသင့်ယူဆောင်လာသော လွဲ့အိတ်စုံကြီးတွင်ဥရေကောက်ကောက်ထဲ့နေသည်ဖုတ်သေးကောင်ကြီးကိုလည်းအမီးဖျားကဇောက်ထိုးဆွဲလာသည်ဖုတ်တို့မှာရန်သူအားအမီးဖြင့်အနိုင်ယူလေရှိသည်စူးတောင်တွေပြည့်နေသောအမီးဖြင့်တဝီဝီမြည်အောင်ရန်ကရန်သူကို တုံ့ပြန်တတ်ကြသည် ရန်သူအားအမိဖြင့်ရိုက်ပြီးရန်သူလက်မှလွတ်အောင်ယုံထွက်တတ်ကြသည်ဖို့တကောင်လုံးအမိသာစားလို့ကောင်းသည်အရေပြားကြီးမှာခက်ကြမ်းကြမ်းရှိနေသည်အတောင်ပါတိရိစ္ဆာန်တို့တွင် လရမှာအယုတ်ဆိုးဆုံးဖြစ်သည်လို့မြေပေါ်တွားတွားသတ္တဝါတို့တွင် ဖုတ်ကအယုတ်ဆိုးဆုံးဖြစ်သည် အကြည့်ရဆိုးဆုံးအမင်္ဂလာကောင်ရွတ်တွားကြီးဖြစ်ပေမဲ့ဇောတိကာလို့နှုတ်ကြိုးနေကြသည်နှစ်ဦးသာလာလန်းအတိုင်းပြန်လာရင်ချောင်းရောက်တော့ ကံကြီးမောင် ဖုတ်ကောင်းအေးစုပ်ပိုင်းထစ်ရေစင်အောင်ဆေးကြောပြီးယာပြည့်လက်ထဲထည့်ပေးလိုက်သည်ယာပြည့်မှာထမင်းမစားမီ အရက်နှင့်မီးတကြမင်းစည်းစိမ်ခံရန်အိမ်ကိုတုတ်ချေတင် ပြန်ခဲ့ပေသည်တနေ့ကုန်ပင်မညစ်ပေရင်နေသောကံကြီးမောင်ချောင်းတွင် ရေစင်ချိုးလိုက်မိသည်အညစ်အကြေးဂျေးတို့ကိုတိုက်ချော့ဆေးကြောရန် အောက်ခြေရှိသဲကိုခေါင်းငုပ်ပြီးကောက်ယူပြန်အထတွင်ခေါင်းထဲမိုက်ခနဲဖြစ်သွားကား တကူလုံးချက်ချင်းဆိုသလိုတုံရင်လာပြီးဖျားကျင်သလိုဖြစ်လိုက်သည်ယေဆုဘောင်းမီလေးနှစ်ပင်အိမ်ပေါ်ရောက်အောင် အမောတကာပြေးခဲ့သည်တဲဘော်အတက်မျက်နှာချင်းဆိုင်တွေ့နေရသောမက်ခင်မြကြီးက ကိုကန်ကြီးမောင်ဘာဖြစ်လာတာလဲတကူလုံးနဲ့ရွှဲရွှဲဆိုလို့ကျမဘာလုပ်ပေးရမလဲအမေးကိုတောင်မဖြေမီကျမ်းမော်ပြက်လဲကြကအသက်ရှူရက်သွားရှာသည်ကန်ကြီးမောင်အခုလိုရုတ်တရက်ကြီး ဆုံးရှာသည့်အဖြစ်အား ဇနီးမခင်မြကြီးယူကျုံးမြဖြင့်သူမရဲ့အမေစကားပြန်မဖြေတာမုံသွားလို့လားဟု အလောင်းနာကမထတဖွားဖွားအော်ငိုရင်းပြောမဆုံးဖြစ်နေသည့်အဖြစ်အားအတုပရှုလာရောက်မင်းမြန်သူများကတနာပီးရင်တနာနေကြပေသည်ဆရာတော်ကြီးဥဝိတုဒ္ဒကမိဘနှစ်ပါးနီးတူကံကြီးမောင်ငငယ်ရွယ်ရွယ်နှင့် ဆုံးရသည့်အဖြစ်အားတရားသဘောနှင့်ရှင်းကားရှင်းပြနေသည်တွတ်ပြီးမတက်ကြတဲ့ဖြင့် ဇဏိတံတူသောပါကံအကျိုးပေးအားဇဏိတဖြစ်စေနိုင်၏ဟု အလောင်းနာကမထာတန်ဟောင်းဘွားဟောင်းဘွားလုံနေပေမဲ့အလောင်းကောင်မျက်နာက ဖွတ်တေကိုလက်စားချေတတ်နိုင်သောကြောင့်ဂုံယူဝင့်ကြွားနေတရောင်ရောင်ပေဖူးလွာမဂ္ဂဇင်း2015ခုနှစ်မေလာ thank you